နှစ်ဖက်တပ်တွေလိုက်နာရမယ့်ကျင့်ဝတ်စည်းကမ်းတွေကိုဒီကနေ့ကျင်းပတဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စစ်ရေးသဘောတူစာချုပ်အကောင့်ထဲဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးဒုတိယနေ့မှာသဘောတူညီခဲ့ကြပါတယ်ဒီသတင်းကိုတော့ဦးအောင်ကျော်စောကပေးပို့ထားတာပါတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စစ်ရေးသဘောတူစာချုပ် NCA မှာလက်မှတ်ရေးထိုးထားတဲ့တပ်တွေအနေနဲ့လိုက်နာရမယ့်ကျင့်ဝတ်စည်းကမ်းတွေကိုဒီကနေ့အစည်းအဝေးပြီးမှသဘောတူညီခဲ့ကြတာပါဒီအစည်းအဝေးလေးကနေပြီးတော့ကျွန်တော်တို့ကျွန်တော်အောက်ကတက်တည်တဲ့ကျွန်တော်စီမင်းစည်းကမ်းတွေနဲ့ စစ်ပဲဆိုင်ရာကျင့်ဝတ်တွေလိုက်နာဖို့အချက်တွေကျွန်တော်တို့ဒီနေ့သဘောတူခဲ့ပါသဘောတူပါနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီတိကတက်မှုရစေးဆိုင်ရာဖူးတက်ဆောက်ကြီးကော်မတီအစစ်စစ်ရဲ့လုပ်ငန်းလမ်းညွှန်တွေကျွန်တော်တို့ချမှတ်နိုင်ခဲ့ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အခုလက်ရှိဒါဒီနေ့ကျွန်တော်တို့ဒီနေ့အစည်းအဝေးမှာတက်ရောက်လာခဲ့တဲ့ကျွန်တော်တို့ဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့နဲ့ကျွန်တော်တို့ဒီသဘောတူတဲ့အတိုင်းဒီကျွန်တော်တို့တိကတက်မှုရစေးဆိုင်ရာဖူးတက်ဆောက်ကြီးကော်မတီရဲ့ လုပ်ငန်းလမ်းညွှန်တွေတိုင်းကျွန်တော်ရှစ်ဆက်သွားမှာဖြစ်ပါတယ်ဒီသဘောတူညီချက်တွေကိုနိုင်ငံလုံးမှာရှိတဲ့အောက်ခြေတိုင်းရင်တပ်ဖွဲ့တွေစီကိုအမြန်ဆုံးဖြန့်ဝေသွားမှာဖြစ်ပြီးကောင်တယ်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်တမရဘက်ကတော့တနိုင်ငံလုံးပြစ်ခတ်တက်ခတ်မှုရစဲဘောဒူစားချုပ်မှာတိုင်းသားလက်နက်ကင်အဖွဲ့အားလုံးကိုပါဝင်ဖို့လိုလားနေပါတယ်ကျွန်တော်ဒီ NCA ကိုကျွန်တော်တို့အဖွဲ့အားလုံးပါဝင်စေချင်ပါတယ်ပါဝင်သွားပြီလည်းဒီပါပဲအဖွဲ့ပဲကျွန်တော်တို့ NCA ကိုလက်မှတ်ထိုးထူဒီသဘောဒူစားချုပ်အပေါ်မှာပဲကျွန်တော်ဒီဘူပေါင်းတွေကနေပဲဆောက်ရွက်သွားမှာဖြစ်ပါတယ် အကြောင်းမျိုးမျိုးကြောင့်လက်မှတ်မရေးထိုးခဲ့ကြပေမဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးဟာ NCA ကိုသဘောတူညီခဲ့ကြတယ်လို့ကရင်မျိုးသားစည်းရုံးကတာဝန်ရှိသူတူဦးကပြောပါတယ်။ဒီနေ့ကတော့ကျွန်တော်ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်ဆိုတော့ကျွန်တော်တို့တပ်ဘက်ကအစိုးရဘက်ကဆောင်ရွက်နေမှာ။နောက်ပြီးတော့သူတို့ကြိုးပမ်းဆောင်ရွက်မှုကလည်း NCA ကိုရေးဆွဲတဲ့နေရာမှာနှစ်နှစ်ကျော်အတွင်းမှာလက်ဖက်စုံကြိုးပမ်းဆောင်ရွက်လာခဲ့တယ်။ NCO အကောင်လုံးကလက်ခံပါတယ်ကျွန်တော် NCCT ဖွဲ့ဝင်နောက်ဆုံးမှသာလက်မှတ်ရေးထိုးဖို့အကြောင်းမျိုးမျိုးကြောင့်လက်မှတ်မရေးထိုးနိုင်တာဖြစ်ပါတယ် တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ်ကိုလွှတ်တော်မှတင်ပြအတည်ပြုဖို့အတွက်ဒီကနေ့အစည်းအဝေးမှာသဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။လွှတ်တော်မှဆုံးဖြတ်အတည်ပြုချက်ရယူမှလားဒါမှမဟုတ်သမရကတဝန်လာပို့ပြီးမှတ်တမ်းတင်မှလားဆိုတာကိုတော့အစိုးရဘက်ကဆုံးဖြတ်ရမှာဖြစ်ပါတယ်။တပ်ပိုင်းဆိုင်ရာလိုက်နာရမယ့်ကျင်းဝတ်စည်းကမ်းတွေကို NCA မှလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအနေနဲ့သဘောတူညီခဲ့ကြပေမဲ့လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အဖွဲ့တွေရဲ့နေရာတချို့မှာတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ကျွန်တော်အောင်ကြော်စောပါ။